ဇလန်းရဲ့စမှာတော့တိုက်တန်တော်ကကိုကိုပောက်ပေးပြီးတော့ရောင်းကက်စီကိုလုံနေတဲ့အချိန်မှာပဲမီနာတွားရောက်လာပြီးတော့သူ့ရဲ့ဖိုင်းကြီးစနဲ့ရောက်ပြီးတော့ပို့လိုက်ပါတယ်ပြီးတော့ရောက်လာတာနောက်ကျသွားလားလို့ကပရင်ကိုမေးလိုက်တော့ကပရင်ကလည်းနောက်မကြပဲနဲ့အချိန်ကရောက်လာတာပဲလို့ပြောလိုက်ပါတယ်အဲ့ချိန်မှာမီနာတို့တခြားကိုပို့ထားလိုက်တဲ့တိုက်တန်ကရောင်းအပြင်မှာပဲပောက်ပွဲပြီးတော့သွားကိုသွားခွေနိုင်လိုက်ပါတယ်အားလုံးကလည်းဘာတွေဘယ်လိုဖြစ်သွားမှန်းကိုမသိလိုက်ကြပါဘူး အဲ့အချိန်မှာပဲခေါင်းဆောင်ဟာတခြားနေရာတက်ဒီချိန်ရန်သူရဲ့ခေါင်းဆောင်ကိုနှိမ်နှင်းဖို့အဓိကပဲလို့ပြောလိုက်ပါတယ်ရန်သူရဲ့ခေါင်းဆောင်ကလည်းအဲ့အချိန်မှာပဲမီနာတိုရဲ့တိုက်ခိုက်တာကိုမြင်ပြီးတော့ဒီလိုဟာမျိုးကတိုက်ခိုက်တာလားလို့ပြောလိုက်ပါတယ်ဒါနဲ့မီနာတိုလည်းကုချက်ချင်းပဲရန်သူရဲ့ခေါင်းဆောင်ရဲ့အသက်ကိုယူပြီးတော့ပြန်လာခဲ့မယ်လို့ပြောလိုက်ပါတယ်အဲ့အချိန်မှာပဲမီနာတိုကသူ့ရဲ့ဓာနေရာကိုလူနဲ့နေရာချင်းချင်းပြီးတော့ရန်သူရဲ့ခေါင်းဆောင်ကလည်းမီနာတိုရောက်လာတာကိုကိုယ်ကွာနဲ့ကြည့်နေပြီးတော့မီနာတိုကလည်းသူ့ရဲ့အဓိကဖြစ်တဲ့ နာစင်းကန်းနဲ့ရန်သူရဲ့နောက်ကျောကိုအမောက်သိပ်ပစ်လိုက်ပါတယ်။ရန်သူရဲ့ကောင်းဆောင်လည်းဘာတွေဘလို့ဖြစ်သွားမှမသိလိုက်ခင်မှာပဲသူအမောက်သိပ်ခံလိုက်ရပါတယ်။အားလုံးကလည်းမီနာတိုကကိုယ့်ရဲ့အသက်ကိုဗရာနာမထားပဲနဲ့အားလုံးအတွက်တိုက်ခိုက်နေရဆိုပြီးပြောနေကြပါတယ်။အဲ့အချိန်မှာပဲကိုနွန်ကနေစစ်ကိုတယောက်ဖြစ်တဲ့ဆန်စကီကထက်ရောက်လာပါတယ်။မင်းတို့အခက်တွေ့နေရဒီကောင်းနေလားလို့မေးလိုက်ပါတယ်။ ခေါင်းဆောင်ခေါင်းဆောင်ကလည်းကျောက်တို့အခက်တွေ့နေရအိုက်ကောင်တွေပဲလို့ပြောလိုက်တော့ Sasuke ကရန်ကြိုအချက်ကြည့်ပြီးတော့သူ့ရဲ့စာရင်းကန်းကိုတန်းခတ်နိုင်ရင်မင်းတို့ကိုငါအတိမှတ်ပြီးပြင်မယ်လို့ပြောပြီးတော့ရင်းနေခဲ့ပါတယ်အလုံးအားလဲစာစကီးကဘာတစ်ချက်မှမတိုက်ခိုက်ဖ ೇನೆ ဒီလိုမျိုးရင်းနေတာဆောင်းယူလာဟာဆိုပြီးတော့မင်းနေခဲ့ကြပါတယောက်တစ်ယောက်အဲ့အချိန်မှာပဲစာစကီးက ခေါင်းဆောင်ကိုပြောလိုက်ပါတယ်ဒီလိုကောင်မျိုးဆိုရင်တော့ကြုတ်ပြောက်ခဲနေရတယ်ခင်ဗျားတို့ဝမ်းမပါနေပြောလိုက်ပါအဲ့ချိန်မှာပဲအားလုံးကလည်းမင်းဆုံးမတွက်တင်ဘူးလို့ပြောလိုက်ချိန်မှာပဲရန်သူကခန္ဓာကိုယ်ကိုအေးအေးနေနဲ့မာကြောက်အောင်လုပ်ပြီးတော့ Sasuke ကိုလာပြီးတော့တိုက်ခိုက်မယ်လို့မှာ Sasuke ကသူ့ရဲ့ training camp နေနေရာချင်းချိန်လိုက်ပါတယ်အဲ့ချိန်မှာပဲအားလုံးက Sasuke ကဒီမျက်လုံးကိုလေးနဲ့ဒီလိုမျိုးလုံးနိုင်တာလားဆိုပြီးတော့အားလုံးကအံ့ဩပြီးကြည့်နေကြကြပါတယ်။ကောင်းဆောင်ကလည်းဖွဲ့စားအားလုံးကိုအတူတူတိုက်ကြရလို့အမိန်ပေးလိုက်ပါတယ်။ ဲ့ချိန်မှာပဲ Sunspear သူ့ရဲ့စစ်စာနိုကြီးကိုထုတ်ပြီးတော့တိုက်တန်ကိုနှိမ်နှင်းဖို့လုပ်လိုက်ပါတယ်